အခန်းနှစ်ဆက်နှစ်လယ်ရယ်ကျွန်းပေါ်မှာထောင်အလုံးပိတ်ထောင်မှကျွန်တော်တို့ကိုခေါ်ထုတ်ခဲ့ပြီးနောက်ထိုကျွန်းပေါ်ရှိရိုးရိုးတကျွန်းသမားများထားသောစေယုံတို့ကျွန်တော်တို့ကိုခေါ်သွား၏လမ်းတွေတွေ့သည်များအချင်းသားများကကျင်နာသောမျက်လုံးများဖြင့်နှုတ်ဆက်ပြီးအချို့က secret များကိုလမ်းပေး၏စေယုံတို့ရောက်လေအချင်းသားစေမှုတယောက်ကဂလိုစီကို morphine ခေါ်အနာတတသည့်စေတလုံးထုတ်ပေး၏ထို့နောက်ဂရုလေးတစ်စီးပေါ်တွင်တင်ပြီးကျွန်တော်တို့၃ယောက်ကိုလွယ်ရယ်ကျွန်းထောင်သို့လိုက်ပို့၏ လေပေါ်တွင်အကျဉ်းသားလေလော်သမား6ယောက်နှင့်ဝါရာ2ယောက်ပါ၏ဝါရာ2ယောက်ကလေဦးပိုင်းတွင်ထိုင်ပြီးကျွန်တော်နှင့်မာကျူရက်ကပယ်ပိုင်းတွင်ထိုင်၏ဂလိုစီကထန်းစင်ပေါ်တွင်ပတ်လက်ပြီလေထွက်လျင်ကျွန်တော်နှင့်ကက်လျက်အကျဉ်းသားလေသမားကလေတန်တိုးတိုးလေးဖြင့်ကျွန်တော်ကိုကမ်းမိ၏ခမယာ secret အုံတီကြောက်တွေကိုနေတိုင်းမှန်မှန်ရတယ်နော်ဒီထဲမှာဒီအကြောင်းတည်တာကျွန်တော်တယောက်တည်းပါတယ်ဟုတ်ကဲ့ဒါပေမဲ့နောက်သုံးလေးလမှာတော့ပြတ်သွားတယ်လုံးဝမရဘူးဒါတော့ဘယ်တက်နိုင်မလဲဗျာမိသွားတာကိုခမယာကိုကူမိတဲ့ကောင်လေးလည်းတနာပါတယ် ။ဘာဖြစ်သွားသေးလဲ။ဒေဗီဒီဝါရာရီအိမ်ထဲမှာဝိုင်းကန်ကြတာဆေးရုံရောက်တော့အသေးခွဲတဲ့တန်နဲ့နောက်ဆုံးထိတာပဲ။ကျွန်တော်ဘာမှဆက်မမေးတော့ပါ။လယ်ရယ်ကျွန်းတို့ရောက်ပြီ။ဂလိုစီထန်းစင်ကိုလေပေါ်မှာပထမချလိုက်၏။ကျွန်တော်တို့မှာချိုရက်ကဂလိုစီထန်းစင်ပေးတစ်ဖက်တစ်ချက်မှကပ်ပြီးကောမော်တက်သွားကြ၏။ပထမဆုံးထောင်ပိုင်းကြီးနဲ့တွေ့ရ၏။ထောင်ပိုင်းကြီးမှာဘုံမူဘာလော့ဆိုသူဖြစ်ဒီကောင်နေတော့လုံးဆေးုံခေါ်သွားဆေးုံတင်လိုက်။နောက်အလုံးလုံးနိုင်တဲ့အချိန်တွေရောက်လာရင်ငါးစီပြန်တင်ပို့ခိုင်း ျွန်တော်တို့ကထောင်စေးုံတို့ဆက်ခေါ်သွား၏စေးုံရောက်သည့်နေ့ပထမဆုံးတွေ့ရသည့်ဒါဝင်ကျအချင်းသားစေးမှုမှာခြားရဖြစ်ခြားရမှာကျွန်တော်ရဲဘော်အောင်တယောက်ပင်ဖြစ်၏ခြားရကချက်ချင်းကလိုစီယောဂအခြေအနေကိုစစ်ဆေးပြီးထောင်ဆရာဝန်ကိုရဲဘော်လန်းခေါ်၏ဆရာဝန်ကညနေ9နာရီခန့်တွင်ရောက်လာ၏ကလိုစီအခြေအနေကိုစစ်ဆေးပြီးခေါင်းခါ၏နောက်ပေးတင်သောစေးများကိုရေးပေးသွား၏ခြားရမှာမူလကပင်မထောင်စေးုံနှင့်ဒါဝင်ကျ၏ နောက်သူအပေါ်ဝါရများကကျွန်တော်ထပ်ပြေးသွားပြီးနောက်ဆက်ပြေးမိသူဖြစ်တန်တရားရှိသဖြင့်လရဲချုံစေယုံကိုပြောင်းပို့ပေးလိုက်ခြင်းဖြစ်သူထံမှာပင်ကျွန်တော်တို့ကိုလေဆုပ်ကြီးဝယ်ပေး၍ငွေညာယူသွားခဲ့သောဂျိုးဆက်ဒေးဗီဆိုသည့်တရင်လဲကြရ၏။တပ်သူမှခိုဂျိုးမှအနုတဦးဖြစ်ကျွန်တော်တို့ပြည်စင်အကူအညီပေးခဲ့ကြသောဂျေဆုရှင်များထဲမှတဦးဖြစ်နိုင်သည်။လွယ်ရကျိုးထောင်မှထောင်သားများ၏ဘဝမှာတခြားကျွန်တော်ဖျက်ချော်ခဲ့သောထောင်များမှဘဝများနှင့်လုံးဝမတူပါ။အန်ဒရယ်များလား၏အကျဉ်းသားပတ်ဝန်းကျင်တွင်၎င်းအမှုရန်ပတ်ဝန်းကျင်တွင်၎င်း အကျံဖန်မျိုးစုံနှင့်ပြည့်နေ၏အကျဉ်းသားအလုံးကျမ်းမာ၏ကောင်း၏ဘဝလင်စားနေရသည်မှာလဲမြင်လိုက်သည်နှင့်ထင်ရှားစွာသိနိုင်၏တနေ့နေ့နေ့ဖြစ်သည့်အတွက်ဒီကနေ့ကောကဏီတို့ကျွန်တော်တို့နှင့်အတူဆေးရုံနေလာနေ၏ထိုနေ့မနက်စာကိုခြာတဲ့အခန်း၌ကျွန်တော်တို့အတူစားကြ၏မာဂျူရနှင့်ဂရင်းတက်တို့လည်းကျွန်တော်တို့နှင့်အတူရှိကျွန်တော်တို့၏ရှေ့ရီကိုဝိုင်းဆွေးနွေးကြ၏ဒီကတော့တကြုံမှထွက်ပြေးကိစ္စကိုလုံးဝစိတ်မဝင်စားသူကအထက်ရုံးသို့တင်ထားသည့်အယူခံတွင်အ ਨੇ စုံ၅နှစ်နိုင်မြည်ဟုယုံကြည်ထား၏ ကော်ဂနီကသူ့အမှုကိစ္စကိုသူတို့အနယ်တော်ကော်စီကန်အမတ်တယောက်ကလိုက်ကူနေသည်ဟုပြောပြ၏ကျွန်တော်ကယခုတစ်ချိန်ထွက်ပြေးလင်မီတို့ကြံစီတင်းသည်ကိုသူတို့နဲ့ဆွေးနွေး၏ဂရင်တာကသူ့ချုပ်ခန်း၏ကစားဝိုင်းတိုင်းမှာသူဖြစ်ကြောင်းကျွန်တော်သူ့ခန်းတွင်လာနေလင်ငွေကြေးတော့ခွဲပေးမြူပြော၏တော်ဝင်ငွေတစ်ခုတည်းဖြင့်လွယ်လွယ်ကျွမ်းထောင်၌ကျွန်တော်ချမ်းချမ်းလဲလဲနေနိုင်ပေပြီဒီကကသူမပြတ်မီဆေးရုံကစားဝိုင်းများ၌အပြင်းပြေဝင်ကစားနိုင်ရန်ဖရန်ဝေ900ပေးသွား၏ဂရင်တာကအသက်ဆောင်တာတစ်ချောင်းကိုကျွန်တော်ကိုပေးသွား၏ ဒီကားတို့ပြန်သွားပြီးနောက်ဆေးရုံမှာကစားဝိုင်းရှိရာဆိုကျွန်တော်တို့ထားသွား၏။မာဂျူရက်ကိုကျွန်တော်ငွေ200မြလိုက်၏။ကျွန်တော်ခမရတို့ဝိုင်းမှာပါလို့ရမလား။ရပါတယ်။လောင်းကြီးကတော့အနည်းဆုံး friend တရားပဲနော်။ကျွန်တော်က friend ငွေ300ကိုပေါင်ပေါ်တင်လိုက်၏။တညာလုံးကျွန်တော်တို့ကစားကြ၏။မနက် coffee တောက်ချိန်ရောက်မှကျွန်တော်တို့ခဏရက်ကြ၏။ကျွန်တော် friend ငွေ1300ကျော်နိုင်၏။ကျွန်တော်ကစားဝိုင်းမှထားသွားခြင်းတွင်ပအူလိုကျွန်တော်ထန်ချင်းကလာပြီးငွေနေရချိတ်ကျွန်တော်က300ပေးလိုက် ဘာဖြစ်လို့ခမားအဒီမာနာမည်ကြီးနေသလိုပဲလက်တွေမှာလည်းတကယ်ရရောနိုင်တဲ့လူပဲနောက်ကိုကျွန်တော်နဲ့ခမားအများကြီးမိတ်ဆွေဖြစ်ခရီးဆက်နိုင်ကြအောင်မေးကျွန်တော်ဂရင်းရှိရာတို့ပြန်လျှောက်လာ၏ဂလိုစီမှာထုံနေမနဲ့တွင်ကွယ်လွန်သွား၏ကျွန်တော်နေ့မာဂျူရာဘေးတွင်တည်ဆုံသွားရှာပါသည်မာဂျူရာမဟာသူကိုသူမထိန်နိုင်တော့ပဲအတန်ထွက်ရပင်ကို၏ဂလိုစီကွယ်လွန်သွားပြီးနောက်ကျွန်တော်ဆေးရုံတွင်ဆက်နေခြင်းစိတ်မရှိတော့ပါထို့ကြောင့်ဒီကကိုကျွန်တော်ဆေးရုံကဆင်းညင်ပြီးဖြစ်ကြောင်းပြောလိုက်၏ဒီကကချာတဲ့ထံမှာဈေးခွင့်နှစ်ပတ်ယူဝဲဖို့မမေ့ရလမ်းမ၏ ထိုနံပါတ်တွင်ကျွန်တော်နေတင်သောအဆောင်ကျွန်တော်လုပ်တင်သောအလုပ်ကိုတို့စီစဉ်ကြမည်။ကလိုဒီလောင်းကိုတို့ဘမမြောက်ကြမှာလဲ။မမြောက်ဘူးဒီကျုံးမမအချင်းသားတွေအတွက်တင်းကြမ်းမရှိဘူး။ကလိုဒီလောင်းကိုညနေ6နာရီတိတိနေမဝင်ခင်လေးမှာရေရကျုံးနဲ့စိန်ကျိုးဆိုင်ကျုံးကြကပင်လေနဲ့ပြစ်ချပြီးငမန်းကကြွေးပြစ်ကြမယ်။ဒါတို့ကျုံးရဲ့ထုံးစံပဲ။ကျွန်တော်ဘာမျှဆက်မမီတော့ပါ။စေယုံစင်းဒီမနက်တွင်ကျွန်တော်ပရမအဆုံးဘုံမှုပါလုံးနဲ့တွေ့ဘုံမှုပါလုံးကကျွန်တော်ကိုမြင်လင်းခြေသုံးကောင်းဆုံးအသေးချကြည့်ပြီး ပပိလွန်မဲမှာဒီကျုံးမမအင်မတန်အားကိုးနိုင်တဲ့တငယ်ချင်းတွေရှိနေတာပဲအထူးသဖြင့်ငါရဲ့စရေကြီးဒီကလိုပုံကိုယ်တွေပေါ့ဒီကဆိုရင်သူ့ရဲ့လို့ရကံယူတွေပေါ်မှာငါဒီနေ့အင်မတန်အားကိုးနေရတာဒီကကြောင့်ပဲဒီနေ့မင်းကိုငါဘယ်လိုကံတွေရမလဲစဉ်းစားရခက်နေတယ်။ဘာအတွက်လဲခင်ဗျာ။ဘာအတွက်ရမှာလဲမင်းရဲ့ကိုယ်အင်မတန်တွေအပေါ်မှာထောင်ပိုင်းမျိုးမျိုးကရေးထားတဲ့မတ်ချက်အမျိုးမျိုးတွေကြောင်းပေါ့အများစုကတော့မင်းဟာအင်မတန်အန်ဒရယ်ကြီးတဲ့အကောင်အခွင့်အလမ်းတစ်ခုရတာနဲ့ထွက်ပြေးမဲ့အကောင်ပဲ။ ဒါကြောင့်အချုပ်ခန်းထဲမှာခြေချင်းခက်ပြီးအမြဲတရိုရီယာနဲ့ထားတဲ့နဲ့အကောင်းလို့မှတ်ချက်ရေးထားကြတယ်။သူတို့မှတ်ချက်တိုင်းငါလှုပ်တင်တာကိုလှုပ်ရရင်တော့မင်းကိုအထူးအချုပ်ခန်းတစ်ခုခုတည်းထည့်ထားလိုက်ရုံပဲ။ဒါပေမဲ့ဒီကားတို့ကလည်းဂျားကဝင်ပြီးငါ့ကိုအမျိုးမျိုးတောင်းပန်နေကြတာမို့ငါလည်းမလှုပ်တင်နဲ့ဆိုတာခြံရခန့်နေတယ်။ကျွန်တော်ဘာမှပြန်မပြောပါ။ဒီကြောင့်ကထွက်ပြေးဖို့ဆိုတာတော့လွယ်လဲလို့မဟုတ်ပါဘူး။မဖြစ်နိုင်တဲ့လောက်ကိုခတ်ပါတယ်။ဒါပေမဲ့မင်းလုံးဝမဖြစ်နိုင်ပါဘူးလို့လည်းငါမဆိုလိုပါဘူး။ ကိုလံဘီယာနိုင်ငံရောက်အောင်ပြေးပူတဲ့လူတယောက်ဟာဒီကျုံးကလွတ်အောင်လဲပြေးခြင်းပြေးနိုင်အောင်ပါပဲအကောင်းဆုံးကဒီလိုလုပ်ကြရင်မကောင်းဘူးလားဘလို့လဲခင်ဗျာဒီကျုံးမှာငါနေဖို့ကလည်းနောက်ငါလာပဲကျွန်တော်တယ်ထောင်ပိုင်တယောက်အနေနဲ့တူထောင်ကအကျဉ်းသားတယောက်ထွက်ပြေးလို့မြောက်သွားရင်ဘလို့အပြစ်ဒဏ်မျိုးတွေခံရမယ်ဆိုတာမင်းသိလားပထမဆုံးခွင့်ရ6လအဆုံးခံရမယ်ဒီကျုံးမှာလာမှုထမ်းတဲ့အတွက်အထူးပို့ပေးထားတဲ့လာဂါတွေတစ်နှစ်စာဖြတ်ခံရမယ် တကယ်လို့စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့လာစစ်တဲ့အခါကိုပေါ်လျော်မှုကြောင့်ဖြစ်ရတဲ့ဆိုတာကပေါ်လွင်သွားရင်ယာရုတဆင့်ချက်ချင်းအလျော့ခံရမယ်။ဒုဘကခံရမှလည်းမလွယ်ဘူး။ဒီကကတော့အပြေးဝါထောက်ခံနေမင်းဟာကလေးပေးပြီးရင်အင်မတန်တည်တဲ့ကောင်နဲ့အဲဒီတော့မင်းနဲ့ငါဒီလိုလုပ်ရအောင်။မင်းငါကိုငါဆက်အမှုထမ်းရမယ်ငါလာအတွင်းဒီတကြုံကထွက်ပြေးဖို့လုံးဝမကြိုးစားပါဘူးလို့ကလေးပေးနိုင်မလား။ပေးနိုင်ပါတယ်။ကျွန်တော်ကလည်းကျွန်တော်အပေါ်စေတနာထားတဲ့လူအပေါ်မှာဘယ်တော့မှအကျိုးရောက်အောင်မလုပ်ပါဘူး။ထောင်မှန်ကြီးကျွန်တော်အပေါ်စိတ်ချပါ။ ကောင်းပြီလေဒီကလေးကမင်းနဲ့ငါအကြမ်းမတိထားတဲ့ကလေးစကားတော့ငါဘသူ့ကမှလည်းမပေါက်ကြားစေရင်ဘူးမင်းလုံအောင်ထိမဆိတ်ချပါခင်ဗျာထောင်ပိုင်ကြီးကဒီကကို ခေါ်ခိုင်းလိုက်ဤဒီကဝင်လာဤဒီကမင်းငွေချင်းကိုဘယ်ဆောင်ပို့လိုက်ရရင်ကောင်းမလဲအန်ဒရယ်ရှိဆုံးဆိုပြီးတည်တံ့ခွဲထားတဲ့လူစိုးဆောင်ကိုပဲသူ့ကိုပေးပါသူ့ငွေချင်းတွေကအရေးဆောင်မှာအများဆုံးပဲသူအဲ့ဒီမှာပဲပြောလိမ့်မယ်ဒီကကြံပေးထားသည့်အတိုင်းကျွန်တော်ကိုအထူးဆောင်သူ့ပို့ပေးလိုက်ဤအဆောင်ဝင်၌ထောင်မိုးကြီးတဝူးရုံငယ်ရှိဤ အဆောင်တစ်ယောက်ကကျွန်တော်နဲ့အတူပါလာသည့်ပစ္စည်းများကိုရှာဖွေရန်လိုဤသို့တော်ထောင်မှုကြီးကဝင်ထားပြီးကျွန်တော်ကိုလုံးဝမရှာဘဲဝင်ဝင်ပေးလိုက်ဤအထူးဆောင်မှာတရိကံပုံဆောက်ထားဤအကျဉ်းသား120ကိုအထူထားဤဒီကပြောသည့်အတိုင်းပဲအကျဉ်းသားများတွေ၌ကျွန်တော်နဲ့ရင်းနှီးပြီးသူပေါင်းများစွာကိုတွေ့ရဤဂရင်းတကကျွန်တော်ကိုစီးကျုပ်ပြီးသူ့ရဲ့ယာနေနိုင်နေရာချပေးဤအထူးဆောင်မှာထောင်ဝါရာများလုံးဝမနိုင်သည့်အကျဉ်းသားများကိုစုထားသောအဆောင်ဖြစ်ဤအလုံးကြီးမှအခက်အခဲမပေါ်သည်။ထောင်ဝါရာများအနေဖြင့်ဤအခန်းမှအကျဉ်းသားများကိုပြဿနာမလုပ်ပါ။ ပြဿနာမဖြစ်အောင်တတ်နိုင်သမျှနေဤအခန်း၌လူသက်ပွဲပေါင်းများစွာမကြာခဏဖြစ်တေသူကိုယ်သာလာဆွဲထုတ်သွားပြီးတတ်သူကိုပေါ်ထုတ်ရန်ကြိုးစားလိမ့်မရှိပေါ်ထုတ်ယူလည်းမရအမဲသားယူမလားအမဲသားရမယ်ဒါသာသမားတယောက်ကဲ့သို့ဝိစင်ထားသူတူဘန်တစ်ခုကိုပိတ်ပါးတစ်ခုပြည့်အုပ်ရခန်းထဲဝင်လိုက်ဂရင်းတာအနီးရောက်ရင်ခေတာရလိုက်ပြီးဒီနေ့ဘယ်နှခုလဲ၅ခုပကုံးသားလားပေါင်သားလားပကုံးသားပိတ်ဖြူအောင်လာသောဘန်းကိုဖွင့်လိုက်ဤကျွန်တော်အလုံးအံ့ဩသောဤ မန်အောယူလည်းမဖြစ်ကြည့်ပါဦးဘန်မော်ရင်တူအော်လာတကယ်တို့ပင်ပါရီမြို့မှာသားဆိုင်များတွင် ရောင်းတကယ်တို့အမဲသားများကိုတက်ရွက်စွာလှီးပြီးစီထား၏အသားငါးဘက်ကိုညက်ငယ်တစ်ခုနှင့်ညက်ပြီးဆက်ကိုနှင့်ပတ်၍ဂရင်းနက်ကိုလမ်းပေးလိုက်၏ဆရာစင်စုစုပေါင်းကဒီနေ့အတွက်ပါဆိုရင်135ဖရန်ပို့ရှိသွားပြီနော်ဟုတ်လားဒီနေ့မင်းငွေယူမလားယူကြတော့ဗောဆရာဂရင်းနက်ကဖရန်ငွေ135ချက်ထုတ်ပေးလိုက်၏ ဒီမှာတော့အကြံဖန်မျိုးစုံနဲ့ပြည့်နေတာပဲကွမကြံတက်လို့တော့ဒီမှာငတ်ယုံပဲရှိမယ်။မန်ဒီတရနေ့ရနေမိလင်ပင်ဤထောင်တွင်းမှာအကြံဖန်မျိုးစုံကိုကျွန်တော်အသေးစိတ်ပြီးခွင့်ရ၏။စပိုသာမရိခမျိုးစုံကိုခိုးရောင်း၏။ရောင်းတိရိခကိုအကျဉ်းသားချင်းချင်းသာဝယ်သည်မဟုတ်။ထောင်မူရန်များကလည်းဝယ်၏။ထောင်စီရုံတာဝန်ကြအကျဉ်းသားစီမူကစီမျိုးစုံခိုးထုတ်၏။ဥယျမူကအကျဉ်းသားများဟင်းသီးဟင်းရွက်မျိုးစုံရောင်း၏။အယောင်ဝယ်မျိုးစုံမှာထောင်ပဝင်းကြီးတစ်ခုလုံးနဲ့ရှုံနေပါသည်။ အကြံပေးမျိုးစုံတွေတွင်အကောင်းဆုံးအကြံဖတ်မှာကစားဝိုင်းထောင်ခြင်းဖြစ်အမြန်ဆုံးအလွန်ရ၏သို့တော့အန်ဒရီအလွန်ကြီးလေတီနှင့်ချောင်းအသက်ခံရ၏တန်ရှင်းသမားကျွဲချောင်းသားဒါတတ်သမားစာပုံမီးပြတိုက်ဆောင်လေသမားထောင်ဝရများအိမ်တွင်အစီကံသွားလို့ရတော့အလုပ်လည်းရှိအတန်းငယ်သူများကိုတာဝန်ပေး၍ဤအစီကံများနှင့်ထောင်ဝရများများမှလည်းမကြာခဏရှုပ်တည်၏လမုပညာတဲ့များမှလေတသားပြင့်၎င်းလက်ခုံများပြင့်၎င်းအထယ်မျိုးစုံအယုံမျိုးစုံလို့ဤ ဒေမိုလာမြန်မာတစင်အီလိုက်ရများကို ပြင်သစ်နိုင်ငံတို့ပင်ပြန်ရောင်းရ၏ထို့ကြောင့်ထောင်ထဲ၌အရက်မျိုးစုံလည်းရနိုင်၏ဝေဒါလိုသည်လူစိုးတောင်ဒို့မဟုတ်အထူးထောင်မှအကျဉ်းသားများမှမြေတိအလုံးများဟိုဒီပတ်တီမလုပ်ပါထောင်ဝရများကလည်းမကြီးကျက်ရေအရက်ဆောင်များဆိုလည်းအနာပင်မတည်ရပါဥပဒေမဲ့အတိုင်းမီတစ်ခုကဲ့သို့ဦးတူနိုင်တန်းစနစ်ကိုကျင့်သုံးနေကြ၏ရောက်ပြီးနောက်တစ်ရက်နေ့လည်းပဲတွင်ကျွန်တော်သည်ပြင်းသဖြင့်အဆောင်ဘက်သို့ထွက်ခဲ့၏ အဆောင်ဝင်းတကမာကြီးနှင့်မလန်မကန်ကျမ်းမင်ပေါ်တွင်လူတယောက်သည်သဲကြီးမဲကြီးနှင့်နာဤပြင်း၏။နာဤမျိုးစုံကိုလည်းသူနှင့်မလန်မကန်တွင် ခြားတား၏။လူမာလူငယ်တဦးပင်ဖြစ်တော်လဲသူသဘင်မှာတကောင်းလုံးဆွတ်ဆွဖြူနေ၏။ကျွန်တော်တို့ကိုပြောရင်နှုတ်ဆက်လိုက်၏။ကျွန်တော်ကိုအတမ်းမဲ့သောမျိုးလုံးများဖြင့်တချံလန်းကြည့်ပြီးကျွန်တော်ကိုလုံးဝရေးမဆိုင်ပဲသူ့အလုပ်ကိုသူဆက်လုပ်၏။ကျွန်တော်သူနည်းတွင်အချိန်အထန်ကြာရက်နေ၏။ကျွန်တော်ကိုတချံမြောက်မောင်းမကြည့်။ကျွန်တော်စိတ်ထဲ၌ရုပ်တရက်မခံခြင်းဖြစ်မိ ထို့ကြောင့်ညနေဘက်တွင် Grand Tag ကိုပြောပြမိ။ဟာမေဒီကောင်လေးကိုတော့တော့ဘွေမယူနဲ့ကွာ။သူကစိတ်မမှန်တော့ဘူး။ဘယ်တော့မှစပစ်တာလဲ။ရောက်လာကြတဲ့ကပဲလား။ဘဲဟုတ်မလဲအစားကအကောင်းပေါ့။မနစ်ကမှဖြစ်သွားတာ။ဒီကောင်လေးကိုမနစ်ကကျုံးခေါ်ရုံမှတည်ရန်ချပစ်တယ်။ဘာဖြစ်ကျူးလုံလို့လဲ။ဘာမှမဟုတ်ပါဘူးကွာ။ကြောက်ချခံရတာ။ဖြစ်ပုံကကွာဒီကောင်လေးကဝါရအကြက်ကြီးတယောက်အိမ်မှာအစီခံအလုပ်သွားလို့ရတယ်။ရောက်ပြီးဘာမှမကြဘူး။သူနဲ့အကြက်ကြီးမရကရှုပ်ကြရော။ဒီကောင်လေးကအကြက်ကြီးမရကိုမမှန်ဆွဲနေတယ်ဆိုပါတော့ ဝါရာကြက်ကြီးကလည်းဘာမှလုံးဝမငြိမ်မိဘူးနောက်ပိုင်းပြဿနာဆဖြစ်ကျင်တော့အကြက်ကြီးမယောင်ကဒီကောင်လေးကိုနောက်ပိုင်းမှာသူ့အိမ်ကအလုပ်တွေကိုဘာမှမခိုင်းတော့ဘူးချော်ရာဖွတ်တာမိဖို့တိုက်တာကဆကိုယ်တိုင်ပဲလုပ်တော့တယ်ကောင်လေးကိုအိမ်ရာပေါ်မှာသူ့အလိုဖြေပေးဖို့ပဲတုံးတော့တယ်ဒီတော့တပြေးပြေးနဲ့ဘာလို့အလုပ်မခိုင်းတာလဲဆိုပြီးအကြက်ကြီးကလည်းတန်တရားဖြစ်လာတော့ပေါ့ဒီတော့တနေ့မှထောင်တာဝင်ကြနေတဲ့ချိန်ကြီးအပေါ်ဝါရာတယောက်ခေါ်ပြီးသူ့မယောင်နဲ့ကောင်လေးကိုတိုက်တိုက်ပြန်လာချောင်းနေအဲဒီချိန်မှာကောင်လေးနဲ့အကြက်ကြီးမယားကလည်းအခြေပလုနေတဲ့ချိန် အကြကြီးကလည်းသူ့ဝင်ရောက်လို့အရိကရင်ပေါ်မှာတွေ့နေအောင်စလုံးတက်ပြဖို့ဆိုပြီးတနက်ပါအထင်ယူလာခဲ့တယ်။ဖြစ်ချင်တော့ဒိုလဲအိမ်ပေါ်လမ်းတက်ရောအင်းရှိကမ်းမှာမွေးထားတဲ့ချက်တူရွေးကသူ့တခင်အကြကြီးကိုမြင်လိုက်အော်နေကြဖြစ်တဲ့။ဆရာကြီးပြန်လာပြီဆရာကြီးပြန်လာပြီလို့လမ်းအောင်လေ။ဒီတော့အခန်းထဲကအကြကြီးမရအောင်လည်းချက်ချင်းတည်သွားပြီ။လောက်ကြပါအောင်တော့ကဲကြပါအောင်တော့ဒီမှာကျမကိုမတင်းကျင့်နေပါလေလို့အခန်းထဲကအော်တယ်။ကောင်းလေးကလည်းရုပ်တရက်ဘာလို့ရမှန်းမသိပဲဗေဒင်းမောက်ကခုန်ချပြေးတယ်။အကြကြီးကလည်းနောက်ကပြေးလိုက်ပြီးတနက်နေ့ဖြစ်တာဖခုံးမှန်ပြီလဲသွားတယ် တကယ်တော့အဲ့ဒီနေရာမှာပဲအချက်ကြီးကအသေးတက်ပြစ်မလို့သူနဲ့ပါလာတဲ့ဝါရကလှမ်းဆွေးတာနဲ့မတက်ပြစ်ဘူး။ကောင်ရီကနောက်ဆုံးမရိမှုနဲ့ခုံရုံးထိန်ခိုင်းရတာပေါ့။အမှန်တော့တကယ်မရိမှုမဟုတ်ဘူးဆိုတာတစ်ထောင်လုံးသိတယ်။ဒါပေမဲ့ခုံရုံးကကောင်ရီကိုတည်တံ့ချလိုက်တယ်။ကောင်ရီကတည်တံ့ချပြီးတော့တခြားတည်တံ့ချနေတဲ့အကျဉ်းသား၄ယောက်နဲ့တွေ့ပြီးအကျဉ်းခံတစ်ခုထဲမှာနေရတယ်။သူရောသူနဲ့သူကြနေတဲ့အကျဉ်းသားတွေရောသူတို့အယူခံကိုပြင်းထန်ပြီးမှကြီးမှရှိတဲ့တရားရုံးချုပ်ထိတင်ကြတယ် ဒီဒုထောင်ထဲမှာခေါင်းဖြတ်ဆက်တလုံးရှိတယ်ဒီဆက်ကတည်တံကြားခံထားတဲ့အကျဉ်းသားတွေရှိနေပြီဆိုရင်မရတိုင်းငပြောတုံး၃လီတုံးဖြတ်ပြီးဓာတ်ထမထက်ကိုစိတ်ကြည့်ရတယ်တနေ့ရောကောင်လေးကိုမနေ့စောကြည့်အလင်းအောင်မဖော်ဝင်မှာအကျဉ်းခန်းထဲကလာထုတ်သွားရောခေါင်းဖြတ်ဆက်မှာကြိုးတွေပါရိအသေးချာကြည့်ပြီးခေါင်းဖြတ်ပြဖို့ပြင်ဆင်ကြတယ်ထောင်ရဲ့ထုံးစံကလူတစ်ယောက်ကိုခေါင်းဖြတ်မတက်ခင်ထောင်ပိုင်းကိုရိုင်းလာပြီးခေါင်းဖြတ်ခံရမယ့်လူရဲ့မျက်နှာကိုကြည့်ပြီးဆက်စည်းရတယ်ကိုထောင်ပိုင်းကြီးပုံမှုဘာလောက်ကလည်းပြောင်းလာတာချင်းပေါ့ ကောင်းလေးကိုမတက်ခင်ကလေးမှဘုံမှုပါတော့ရောက်လာပြီးကောင်းလေးမျက်နှာကိုမင်းနဲ့ထိုးကြည့်တယ်။မျက်နှာကိုမြင်မေး။ဟေ့လူမားနေပြီ။အယူခံပလက်ခံရတာကဒီကောင်မဟုတ်ဘူး။ရေနာဆင်ဖြုတ်ဆန်းဖြုတ်ဆန်းကျိုးရမြင်မြင်ဖြုတ်ဆန်းအခုပြန်ဖို့။နေရောအချုပ်ခန်းနဲ့မထည့်ခင်ရန်နဲ့နဲ့လဲတိုက်ပေးလိုက်အောင်ဆိုပြီးပြန်ဖို့လေ။ဘာဖြစ်သွားလဲမသိဘူး။ကောင်းလေးလည်းနောက်တနေ့ကဆားလို့ခေါင်းကစပင်းတွေတစ်ခုလုံးဖြူသွားပြီးကြောင်လေးကြောင်သွားတာပဲ။ကြောက်သွားလို့ဖြစ်မှာပေါ့။ဟုတ်တယ်။အားလုံးကဒီလိုပဲထင်ကြတာပဲ။ကောင်းလေးရှင်းနေကလေးဒီအကြောင်းတွေကိုဖော်ပြပြီးအယူခံထက်ဝင်နေ။နိုင်တယ်။ ဒါပေမဲ့ကောင်လေးကမင်းဒီနေ့မြင်လာခဲ့တဲ့အတိုင်းပဲဘသူ့ကမှလည်းလုံးဝစကားမပြောတော့ဘူးနေရှိသလားအောင်나이ပြတ်တွေနဲ့ပဲအလုံးရှုံနေတော့တာပဲဆေးခွေးနဲ့အနားရနေသည်မှာနှစ်ဖက်ရှိတော့မီဒီနေ့မနက်တွင်ကျွန်တော်အတွက်အလုပ်ကိုတတ်မှတ်ပေး၏တန်ရှင်းအလုပ်သမားဖြစ်၏ဤအလုပ်မှာလက်တွေ့တနေ့45မိနစ်တက်ပိုစရာမရှိပါသို့သောတနေ့လုံးမိုးလေးမှမိုးချုပ်တကြုံလုံးကျွန်တော်လွတ်လပ်စွာသွားလာနိုင်ပြီ။ငါးများနိုင်ပြီဖြစ်ကျွန်တော်အလွန်သဘောကျ၏ သို့တော်တို့မနေ့တွင်ပြဿနာတစ်ခုဖြစ်ပြဿနာမှာထောင်ဝါရာတတိယောက်ကကျွန်တော်တို့အဆောင်ရင်အထားကိုမတည်ပဲကာစတယ်လီဆိုသူကိုအလောက်ခံ၏ကာစတယ်လီကညင်၏နောက်ဆုံးအဓိကယုံဖြစ်တော့မလို့အချိန်နေဆိုင်လာသဖြင့်ထောင်မူရမ်းများစုပြုံရောက်လာ၏ထောင်ပိုင်ကြီးလည်းရောက်လာ၏မင်းတို့တဲမှာအလောက်ခံလို့မရဘူးဆိုတာဘယ်ကောင်းနေလဲအလုံးမလုံးချင်ဘူးဆိုတဲ့ကောင်ရှေ့ထွက်ခဲ့စမ်းထောင်ပိုင်ကြီးကပြောလိုက်၏မိသူများရှေ့မထွက်ကဲမင်းတို့လောက်ရှိရမင်းတို့သွားကြမိသူများမသွားထောင်ပိုင်ကြီးမျက်နှာပြတ်သွား၏ ဂရင်ဒတ်ရှေးထွက်ခဲ့တဲ့ဂရင်ဒတ်ရှေးထွက်သွားရဤမဲဘော်အလုံးရှိရသွားဆိုတာဘာပြုလို့မသွားရလဲကျွန်တော်နေမကောင်းဘူးခင်ဗျာနေမကောင်းရင်မင်းမနဲ့အိရာထားကလေးကဘာပြုလို့တရင်မဖို့ရလဲအခုမှယောဂါကစပြစ်တာခင်ဗျာကောင်းပြီနောက်တစ်ယောက်ထွက်ခဲ့စမ်းထောင်မကြီးကဂရင်ဒတ်ကိုမေးပြီးသားမေးခွန်းကိုပြန်မေးဤဂရင်ဒတ်ဖြေသွားသည့်အတိုင်းပင်ဆက်ဖြေဤလူ60ရှိသွားလိမ့်ပြီကဲအချက်ကြီးဒီကောင်လေးအားလုံးကိုဆရာဝန်စီခေါ်သွားတရားစီကိုသူတို့ပြောတဲ့ယောဂါတွေရှိမရှိကိုစစ်ခိုင်း ညာတဲ့ကောင်တွေ့ရင်အမောင်ခန်းနဲ့တခါတည်းပို့လိုက်။ဂျန်တဲ့ကောင်တွေအားလုံးကိုဒီနေ့အဆောင်အပြေမထွက်စေနဲ့အဆောင်ပိတ်ထားလိုက်။ဇေယောင်ရောက်သွားကြ၏ဇေယဝင်းတွေ့၏။ဘာဖြစ်ကြလဲဂရင်းတဲ့။ဂရင်းတဲ့ကဇေယဝင်းကိုဖြစ်ချောင်းကုန်စင်အစမှအဆုံးပြန်ပြောပြ၏။ဒါရသည်အတိုင်းဒီထောင်ထဲမှာအကြံပန်းမရှိဘဲဘလို့မှအသက်ရှင်နေနိုင်တာမဟုတ်ဘူး။ကျွန်တော်တို့ကနှစ်တူအချင်းသမားတွေမဟုတ်ဘူး။တသက်တကြုံထောင်နဲ့အခြားခံနိုင်ရတဲ့လူတွေ။ဒီလိုလူမျိုးတွေပေါ်မှာအာနာပါရီတွေနေနဲ့နားလည်မှုမရှိဘူးဆိုရင်ကျွန်တော်တို့ဘလို့ဆက်နေကြမလဲ။ ထောင်ဆရာဝန်ကလူ60လုံးအစာဆိပ်ပြည့်၍ဝမ်းလျှောနေကြသည်ဟုမှတ်ချက်ရေးပေးလိုက်ပြည်ထနာမှာပြီးပြတ်သွား၏ဒေါ်နေညနေတွင်ကာစတယ်လီနှင့်စကားအတန်ကြာပြောမိ၏ကာစတယ်လီကသူမနစ်ကတကြောမှထွက်ပြေးရန်စနစ်တကျကြံထားသောအကြံစီမှာအားလုံးစင်ပြေနေပြီးပြေးကန်ဒီမှာပြက်ခဲရအကြောင်းများကိုပြန်ပြောပြ၏သူသားကျွန်တော်ကိုထောင်မှပြေးရန်ယူရချက်ရှိလေအင်္ဂလိပ်စကားနှင့်စပိန်စကားများကိုကြိုတင်သင်ကြားထားသည့်ကြောင်းအကြံပေးပြီးအပိတန်စာအုပ်များကိုလည်းငါပြီးပါပီလွန်မေတီထောင်ထဲမှာလှုပ်ချင်သာလှုပ် ဘယ်သူကမှထောင်းအောင်နာပိုင်းတွေတော့မတိုင်ဘူးလူတိုက်ချင်တာတက်ခိုးချင်တာခိုးဘယ်သူမှခေါ်ယုံသွားပြီးတက်တည်မခံဘူးအဲပြေးမယ်ဆိုတဲ့ကိစ္စကိုတော့သွားမကြံနဲ့တီးသွားတဲ့လူကမင်းကိုရန်ရှာချင်းရှာမင်းအာနာပိုင်းတွေကိုတရင်သွားမိချင်းပြေးမယ်ဒီမှာရှိတဲ့လူအလုံးကတကြုံသမားတွေပျော်လဲဒီကြုံမှာမှပျော်တော့ပျော်နေကြပြီထောင်းအောင်နာပိုင်းတွေအပိုင်းကလည်းအထူးအခွင့်အရေးတွေပေးထားတယ်ဆိုတော့သူတို့သိတယ်လူတယောက်ယောက်ထွက်ပြေးသွားတာနဲ့အခုသူတို့ရနေတဲ့အခွင့်အရေးတွေပြန်ဆုံးရှုံးကုန်တော့မေးအကြံပန်လို့လို့ရမှာမဟုတ်တော့ဘူးအပြစ်ရှာခံရမေးစီကန်းတွေတင်းလာမေး ်ဘသူမှအနေထောင်တော့မှမဟုတ်ဘူးဒါကြောင့်ပြေးမယ်ဆိုတဲ့ကိစ္စကိုတော့ဘသူမှမကြိုက်ဘူးမင်းမှပြေးကျင်တဲ့စိတ်ကူးရှိရင်မင်းစိတ်ထဲမှာထားဘသူနဲ့မှသွားမတိုင်မီနဲ့အဲ့အရေးကြီးတယ်မန်ဒီထိုနေ့မှစ၍ကျွန်တော်ပြေးမိအကျဉ်းစီကိုဘယ်သူနည်းမှမတိုင်မင်တို့ရန်ဆုံးဖြတ်ထားလိုက်၏။နောက်တနေ့တွင်ကျွန်တော်ပြဿနာတစ်ခုဖြစ်၏။အမှန်တော့ပြဿနာမှာကျွန်တော်နဲ့စားခဲ့ခြင်းမဟုတ်။အလွန်ပလကောင်းသောမာဖုံဆိုသူကချင်းနဲ့စာတင်ဆိုသူကိုအနိုင်ကျင့်ရာမှဖြစ်ခဲ့ရခြင်းဖြစ်သည်။မာဖုံကစာတင်ကိုပြောသည် မင်းဒီနေ့ကစပြီးဖဲတပွဲကစားပြီးတိုင်းငါ့ကို friend 20ပေးရမယ်။ဘာဖြစ်လို့ပေးရမှာလဲ။မင်းတတိရှိရင်တခြားကစားမားတွေစီမှာလည်းတွားတောင်းပါလား။သူတို့ပေးငါလည်းပေးမယ်။ငါတောင်းနေတဲ့လူစီကတောင်းမယ်။မင်းပေးမလားမပေးဘူးလားဒါပဲပြော။မပေးဘူး။မပေးရင်လာချမယ်။မာဘုံကသူ့သားကိုခါးချောင်းမှထုတ်လိုက်ဤ။ဒီမှာမာဘုံမင်းကဘလောက်အားကိုးရှိရလို့ဆိုတော့ငါမင်းနဲ့ပြန်ချရင်မင်းနိုင်မှတေချာနေလို့ခြာရတာ။တတိရှိလို့ခြာရတာမဟုတ်ပါဘူး။ငါကလည်းမင်းကိုအမိုက်ခံပြီးပြန်မချပါဘူး။မင်းတောင်းတဲ့ friend ဝင်20ပေးပါမယ်။ဒါပေမဲ့မင်းမှတ်ထား ငါဒီငွေပေးတာတတိနဲ့လို့မဟုတ်ဘူးဘလာချင်းမတူလို့ငါတတိရှိရမရှိဘူးဆိုတာဘာမှအထူးမင်းကိုကြွားနေကြရမလို့ပါဘူးမင်းဒီကျုံကထွက်ပြေးဖို့ဆိုတဲ့အကြံကိုကြံရည်သလားကွာရှေ့မှာတွေ့ရမယ့်ဘဲလိုကိုကြောက်ပြီးတစ်သက်လုံးဒီကျုံမမတရိဆန်တကောင်လိုနေပြီးအယိုးထုတ်တော့မယ်လို့ဆုံးဖြတ်ထားတယ်မဟုတ်လားငါကအမြဲကြံနေရကောင်ကဒါနဲ့ငါကဒီကားကိုလုပ်ရမယ်ဒီလိုမျိုးရေးကိုရှေ့ရှုပ်ပြီးမင်းကိုအခုလျှော့ပေးလိုက်တယ်လို့မှတ် ကျွန်တော်စာရင်းစကားကိုအလွန်သဘောကျသွား၏အနိုင်ကျင့်နေသူမာဗွန်ကိုလည်းရင်ဆိုင်ရထက်ချင်းဆုံးဖြတ်ပြီးထာယာမထားလိုက်ဂရင်နာကကျွန်တော်ကိုလမ်းဆွဲ၏မမိလိုက်ဒီမှာမာဗွန်မင်းစာရင်းနဲ့မချနဲ့ငါနဲ့ချမင်းမဆိုင်မဲဝင်မရှုပ်ချင်ပါနဲ့ပါပြီလို့ဆိုင်မီလာကစာရင်းကငါနဲ့ယုံကြည်ချက်ချင်းတထထဲရှိတဲ့အကောင်ကငါကလည်းဒီကြောမှာ trade ဆန်တကောင်လို့တိတ်တဲ့အထိနေသွားတော့မယ်လို့ဘယ်တော့မှဆုံးဖြတ်ထားတဲ့အကောင်မဟုတ်ဘူးဒီမှာဒီတစ်ခါလုံးကငါပြောမယ်လူပေါ်မှာအမြင်ဆုံးမျှော်မှန်းချက်ဆိုတာလွတ်လပ်ခြင်းပဲကွာ ကိုကကိုအကြောင်းမျိုးမျိုးကြောင့်ငါဒီကျုံးကဘယ်တော့မှမပြေတော့ဘူးဒီကျုံးမှာပဲအေးဆေးနေတော့မယ်ဆိုပြီးနေကျင်လဲအေးအေးသာနေဒီရိုင်းဟာကိုစိတ်ကိုသဘောပဲအဲကိုကမပြေချင်တော့နဲ့တခြားပြေချင်တဲ့လူကိုတော့အရှက်မရှိပဲရံမချနဲ့ကြောင်းမချနဲ့ငါဒီခန်းထဲမှာနေသမျှဒီပြဿနာကိုငါပြဿနာလို့သဘောထားတယ်ဒီမှာမဘိုးလာချမယ်မင်းနဲ့ငါနဲ့ကျွန်တော်ဓာတ်ဆွဲထုတ်ပြီးအသိမ့်ပြင်လာဤမဘိုးမျက်နှာပြောင်းသွားဤဘာပီလုံးကိုမင်းပြောတဲ့စကားမှန်တယ်မင်းနဲ့ငါမချချင်ဘူးဒါပေမဲ့မချပြန်ရင်လည်းငါကြောက်တယ်ဖြစ်သွားမယ် အဲ့တော့ဓာချင်းမချဘူးလက်တီချင်းပဲချမယ်သူသားကိုကျမ်းမပစ်ချလိုက်ကျွန်တော်ကလည်းကျွန်တော်သားကို green tag ကိုပေးလိုက်ကျွန်တော်တို့နှစ်ယောက်တယောက်နဲ့တယောက်တပ်ပုတ်နေကြဒီမှာ나이ဝက်ခန့်ကြဤဒရိတ်ဆန်ရိုင်းနှစ်ကောင်တကောင်နဲ့တကောင်မတီးသေးသေးထိအကိုက်နေရသည်နှင့်တူဤကံကောင်းပါသည်နှစ်ယောက်စလုံး꿰ပြီးနောက်ကျွန်တော်နိုင်သည်ဆူယုံလေးအစင်ဖြစ်အနိုင်ရလိုက်ဤဒေါ်ပါသေးသည်မနိုင်ရလျင်ဝင်းစွာမိတော့ကျွန်တော်အရှက်꿰ရလိမ့်ပြီဂရန်ဒန်နဲ့တူကျွန်တော်နဲ့အလုံးရင်းသည့်သူများကမဆိုင်ဘဲဝင်းရှုံးမိခဲ့သောကျွန်တော်တို့ရဲ့များကိုဝိုင်းပစ်တင်ကြဤ တော်တော်ထိုနေ့တပ်ပွဲမှာကျွန်တော်အမျက်ရလိုက်တဲ့အချက်တရက်မှာတခန်းလုံးကျွန်တော်ကိုစတင်လေးစားလာကြ၏ဂရန်နတ်နဲ့ကျွန်တော်ဦးစီးတီထောင်ထားသောကစားအဝိုင်းနဲ့ကျွန်တော်ဦးစီးတီချိန်တွင်ပြဿနာလွန်နေသွား၏အင်ဒရီယာအားလုံးကစားကြ၏ကစားအဝိုင်းမှာရနေသောအမျက်အစုံမှလွန်အားရဖွယ်ကောင်းလာ၏ဘွဲရာ၏လောင်းကြီး900ခန်းလုံးကိုအကောက်ဖြစ်ရနေ၏ကျွန်တော်နေ့ဂရန်နတ်တာဝန်မှာကစားအဝိုင်းမှလူတန်းမှုမပေါ်၏တရားမျှတမှုရှိရဖြစ်၏ကျွန်တော်ရောက်ပြီးနောက်ပထမဆုံးအတက်ခံရသူမှာကာလီနိုဆိုသူဖြစ်၏ ာလီနိုမှာအီတလီလူမျိုးဖြစ်သူတွင်ရန်သူရှိသဖြင့်သူအန်ဒရယ်ကိုသူကြိုသိနေရန်ရှိသူညာဘက်အိတ်တိုင်းသူမယားကောင်လေးကိုသူအနီးနိုင်မဲ့စီပဲအမြဲဆောင်းထားခိုင်း၏နောက်သူအရာပဝင်းကြီးတွင်လည်းကြိုးများတန်းပြီးကြိုးရန်အောက်တွင်တန်ဘူးများချိတ်ထား၏ထို့ကြောင့်သူအနာတယောက်ယောက်ညာဘက်ကတ်လာသည့်နေ့ကြိုးကိုတိုက်မိပြီးတန်ဘူးတန်များထွက်လာမိဖြစ်သူကိုတတ်သူကရိုးရိုးအပေါ်မှမလာကိုပြေအောင်မှလာပြီးသူအရာအောက်မှဓားကိုအပေါ်ထိုးသွင်း၏သူကိုတတ်သွားခြင်းဖြစ် ဂါလီနိုဒခိုင်ယာတိညာကသူ့ကိုတတ်ပြီးပြန်ထွက်အပြေးတွင်သူထောင်သားသောကျိုးကိုညီပြီးတန်ဘူးတန်များထွက်လာ၏ဒိုချိန်၌ကျွန်တော်တို့ဖဲကစားနေ၏ဂါလီနိုဒခိုင်ယာရာဖြစ်ရမယ်ဖဲဝင်နေသူကမောမကြည့်ပဲသူ့ထင်မြင်ချက်ကိုပြောပြလိုက်၏မန်သည်နှစ်မိနစ်အတွင်းမှာပင်ဂါလီနိုဒေဗီဖြစ်ကြောင်းကျွန်တော်တို့ကြားသိရ၏ဘယ်လိုလုပ်ကြမလဲတာဝန်ကျဝါရာကိုလှမ်းချောင်းကြားလိုက်ရင်ကောင်းမလားဂျာမနီနဲ့ကွာတည်နေပြီပဲမနေ့မှပဲပြောကြတာပေါ့မြေသူများဖဲဝိုင်းတွင်ဂါလီနိုအကြောင်းကိုထည့်ပြီးစကားမပြောကြတော့ပါ မနက်9နာရီခွဲတွင်ပထမတန်ချောင်းခောက်သည်အကျဉ်းသားများကိုမနက်အိပ်ရာမှနှိုးခြင်းဖြင့်မနက်6နာရီတွင်ဒုတိယတန်ချောင်းခောက်သည်ကော်ဖီတောက်ခြင်းဖြင့်6နာရီခွဲတွင်တတိယတန်ချောင်းခောက်သည်တန်းစီခြင်းအကျဉ်းသားကောင်းဆောင်လို့သူကအကျဉ်းသားအလုံးကိုတန်းစီခိုင်း၏လူစိ၏နောက်တာဝန်ကျဝါရကိုတရင်ပို့၏ဒီညတရားအသက်ခံရရစရာဘယ်သူလဲကာလီနိုကောင်းပြီလေဒီတိုင်းခဏထားလိုက်အောင်နောက်10မိနစ်ကြာရင်ထောင်ပိုင်းနဲ့ဝါရ6ရောက်ရောက်လာ၏ဘာမှလဲသူအလောင်းသူ့ရဲ့အပေါ်မှာပဲ ကဲရေခဲတိုက်ကိုယူသွားဟိထို့နောက်ဝါရာတယောက်ကကာလီနိုရဲ့အိယာရင်တန်းလန်းကြနေသေးသောဓာတ်ကိုဆွဲနှုတ်ပြီးဟိဒီဓာတ်ဟာဘယ်သူဓာတ်လဲဘယ်သူမှပြန်မဖြစ်ဒီဓာတ်ကိုမြင်မှုရလို့ရှိလားအားလုံးကောင်းခါဤထောင်မကြီးခင်ဗျာလူသားသမားကိုလည်းဘယ်သူမှမတွေ့လိုက်ဘူးလူသားဓာတ်ရဲ့ပိုင်ရှင်ကိုလည်းဘယ်သူမှမသိဘူးတဲ့အဲ့လေကောင်းပြီအဲ့ဒီဓာတ်ကိုစာရေးတက်ရဲထည့်ပြီးစာရေးပေါ်မှာကာလီနိုကိုတတ်ခဲ့သောဓာတ်ဆိုပြီးစာရေးတင်ထားလိုက်တတုံးတောင်နိုင်လူသားမှုနဲ့ပတ်သက်၍အရေးယူသည်မှာဤမြတာဖြစ် အကျဉ်းသားတယောက်တေတီကိုခွေးတကောင်တေတီလောက်ပင် အာနာပိုင်များအနေဖြင့်ဂယုမထားပါအားလုံးတေကုံပင်လျင်အေးသည်ဟုသဘောထားကြဟန်ရှိတနင်္လာနေ့မှစ၍တန်ရှင်းရဲ့လောသမတာဝင်ကိုကျွန်တော်စယူ၏ကျွန်တော်လုံးမှာမနက်မိုးလေးတိနဲ့အဆောင်တွင်ရှိအငယ်ကျေးပုံအားလုံးကိုတဲပြီးပင်လယ်အတွင်းသို့သွားပြေးရ၏အမှန်တော့ပင်လယ်အတွင်းရောက်သည့်အချိန်ကျွန်တော် တာဝန်ယူပြီးပြေးရမည်ဖြစ်သို့တော့ရေတင်လဲသမားအကျဉ်းသားနှင့်ကျွန်တော်တို့အကြံပန်းလုပ်တာ၏ အဆောင်မအပြင်ရောက်တည်ထီကျွန်တော်တာဝန်ယူရပြီးဂျန်တာဝန်အားလုံးလဲသမားကနေ့စဉ်တာဝန်ယူရ၏တနေ့ကျွန်တော်အလုပ်ချိန်မှာမိနစ်20များရှိကျွန်တော်နေ့အလုပ်တွေလုပ်ရသူမှာတွားလက်ပေါ်ပါသူဖြစ်သူမျက်နာမှာကျင်နာတက်သည့်မျက်နာမျိုးလဲပုံနေသို့တော့ grinder ကဒီလိုကိုအထူးသတိထားရင်ကျွန်တော်ကိုအသေးစားသတိပေးထား၏တကြုံရောက်ပြီးမှသူထက်ကျိုးလွန်ခဲ့သောလူတက်မှုမှာခဏမှုဖြစ်သွားပြီဟုဆို၏ကျွန်တော်ဒီမနက်နိုင်ဝက်ခန့်အလုပ်လုပ်ပြီးတဲ့နေ့တကြုံသူ့လှည့်ပတ်ပြီးငါးများထွက် ငါများသည်လုံးမှာငကိုကပင်ကျွန်တော်အထူးကျွမ်းကျင်ဝါသနာပါတော်လို့ဖြစ်ထို့ကြောင့်ဤတို့မရှိလူအလုံးတွင်တယောက်မျှကျွန်တော်လောက်ငါမရအောင်မဖမ်းနိုင်ပါပါပီလုံးကျွန်မတို့ကိုငါအောင်ပေးပါလားခမားတို့ထဲမှာနေမကောင်းတဲ့လူရှိလားမရှိဘူးမရှိရင်မရအောင်ဘူးထောင်ဝါလာများကြီးမရများကကျွန်တော်ငါများပြန်လာတိုင်းမကြခဏတောင်းဝဲဤကျွန်တော်ဘယ်တော့မှမရအောင်မကြမ်းမသေးသူရှိလိမ့်မူကျွန်တော်လကားပေးလိုက်ဤတနေ့ကျွန်တော်မူလားကငါများ15ပေါင်များဖမ်းပြီး ။ထိုနေ့မှာမုံတိုင်းချပီးစားနေပြည့်မိသူမြ၅၀ကောင်မြမဖမ်းနိုင်။ထောင်ပိုင်ဘုံမှုပါလို့အင်ရှိမဖျက်လျှောက်သွားစဉ်ထောင်ပိုင်မရနေတွေ့ဘာဘီလုံကျွန်မရှင်းလားတွေဝယ်ကျင်လိုက်တာရှင်းလားလေးဘယ်သူမှမရောဘူးဆိုတော့ခက်တယ်။ခမောင်းနေမကောင်းဘူးလားနေမကောင်းဘူးဆိုတော့ကျွန်တော်လည်းကားပြေးတယ်။ကျွန်မနေကောင်းပါတယ်ဒါပေမဲ့ကျွန်မကရှင်းမင်းနဲ့အတိုင်းဝရတယ်မဟုတ်လား။ဆရာဝန်ကကိုလေးချိန်လျှောက်အောင်လို့ငါးကလွဲပြီးတခြားဘာမှမစားဖို့မှာထားတယ်။ဟာဒါနေမကောင်းတာနဲ့အတူတူပဲပေါ့ရော့ယူ။ အလေးချိန်၅ပေါင်များရှိသော၅တကောင်ကိုထိုအမျိုးသမီးကိုကျွန်တော်ခွဲပေးလိုက်မှန်သည်ထောင်ပိုင်းကြီးစနီးမှာအဝါလွန်သူဖြစ်ထိုနေ့ကစပြီးထောင်ပိုင်းကြီးစနီးကိုနေစဉ်ကျွန်တော်ဖမ်းမိသမျှအရင်မှငါးရက်မှသူစားချင်သောငါးချို့ကိုကျွန်တော်ပေးခဲ့။အမျိုးသမီးဒီအလွန်အလိုက်သည့်သူဖြစ်ကျွန်တော်ကိုငွေပေးလေစော်ကားတကယ်သူဖြစ်မိသည်ရဲ့ငွေပေးရန်ပဲတော့မှမချိုးစား။ပြည်သည်မှစားကောင်းတောက်ပွင့်များရောက်လာတိုင်းကျွန်တော်ကိုခေါ်ကြွေ၏။ဝိုင်းရက်ဖြူများလည်းမကြာခဏခေါ်တိုက်၏။ကျွန်တော်ကိုကြွေးမိသည့်အခါတိုင်းလဲဂုံစီရဲ့ရှိဧည့်သည်တယောက်ကိုအခန်းသလိုအထူးခရုတစိုက်ကြွေးမို့၏။ ကျွန်တော်အတိုင်းနဲ့ပတ်သက်၍ဤမျိုးသမီးကြီးသည်တခါမှမမေ့ဘူးပါတကြုံလုံးကိုလှည့်ပတ်ပြီးနေစဉ်ငါးများသဖြင့်ကျွန်တော်ထပ်ပို့ပြီးကြံတကြုံလုံးကိုလှည့်ပတ်ပြီးနေစဉ်ငါးများသဖြင့်ကျွန်တော်ထပ်ပို့ပြီးကျုံးနေထားကိုတည်သူမရှိတော့ပါကျွန်တော်သည်ငါးနှစ်ဟင်းသည်ဟင်းရွက်လဲသည့်အကြံဖန်လောက်ရန်ကိုအကြောင်းပြပြီးအဝင်ချမ်းများရှိရသူမကြာခဏသွား၏ပဲလက်ခီးဖြတ်ပြေးရန်ဖောင်းသို့မဟုတ်လှေလုံးလင်ဤရင်များကိုဖွက်ရန်အကောင်းဆုံးနေရာမှာဤချမ်းမြများရှိရာနေရာတွင်ဖြစ်၏တခွဲဌာနသို့မကြာခဏအလဲသွား၏ တပြေးပြေးနဲ့နာရီနဲ့ကွေနီယာတို့ညီကုံနဲ့ယင်းနေခဲ့ဤနာရီနဲ့ကွေနီယာတို့မှာသမီးယောက်ဖဖြစ်သူတို့ရဲ့ကျွေးရှင်ကိုအင်္ဂလိပ်များတွင်နှစ်ပြီးတမ်းမှုဖြစ်တကြုံကြလာသူများဖြစ်ဤအဲ့ဒီတခြားသူတို့နဲ့ပုံရင်းဒီအောင်ကျွန်တော်ပေါင်းဤကျွန်တော်ယူရကြမှာသူတို့သည်တေခွဲဌာနအတွင်းလွတ်လပ်စွာအမြင်ဝင်ထွက်နိုင်သူများဖြစ်၍ကျွန်တော်တို့ဖော်လို့ရန်တင်များကိုတနေ့နည်းနည်းချင်းခိုးပေးရန်လိုအပ်လျင်သွေးဆောင်ရန်အတွက်ဖြစ်တနေ့ကျွန်တော်ထောင်ဆရာဝန်နှင့်တွေ့ဤငါးများရမှာအပြန်ဖြစ်၍ကျွန်တော်လက်ထဲတွင်ငါးများပါလာဤ ဆရာဝန်ကကျွန်တော်လက်ထဲမှာငါးများကိုကြည့်ပြီးငါးကောင်းမှာဟင်းညိုချက်စား၍အလွန်ကောင်းကြောင်းပြော၏ကျွန်တော်ကသူစားခြင်းနေမှန်းသိ၍ငါးကောင်းများကိုဖျက်ပြီးသူ့ကိုပေးလိုက်၏ကျေးဇူးပါပဲပါပြီလုံးကျေးဇူးတင်များမလိုပါဘူးဒေါက်တာကျွန်တော်ရဲ့ဘော်ကလိုစီမမာတော်ကဒေါက်တာဆွမ်းကိုအကူအညီပေးနေတာတွေအတွက်ကျွန်တော်ကလည်းဘယ်လိုကျေးဇူးဆက်ရမလဲအမြဲစဉ်းစားနေတာဒုံးနေတွင်ဆရာဝန်နဲ့ကျွန်တော်အတန်းကြာစကားလက်ဆောင်ကြ၏ကျွန်တော်ဟာဆရာဝန်ကိုကူးဆက်တတော်ယောဂါရှိသူများထားသည့်ကျွန်းတို့ကျွန်တော်ကိုပို့ပေးနိုင်မနိုင်မိသူကျွန်တော်ရည်ရွယ်ချက်ကိုတည် သို့တော့ကျွန်တော်ယောဂကုနိုင်ပြီးအန်ဒရီအလွန်ကြီးသဖြင့်မသွားတင်ကြောင်းအပြည့်ပြော၏ဆရာဝန်ကြီးကျွန်တော်တို့မှာထိုနေ့မှစပြီးအလွန်ရင်းနှီးခဲ့ပါသည်ဆရာဝန်မှာကျွန်တော်တို့အကျဉ်းသားအလုံးဒီပါအပေါ်တွင်ပဲအလွန်ကောင်းရှာပါသည်သို့တော့တခါကသူ့ကြောင့်ကျွန်တော်ရဲ့ဘော်ကာဗွန်နီရီကံကောင်း၏အသက်မခံခဲ့ရပါဖြစ်ပုံမှာကာဗွန်နီရီသည်အလွန်ဟင်းချက်ကောင်းသူဖြစ်ကျွန်တော်ဟာတိဆောက်ရန်ဖြစ်စေနေသောဖောင်ဤအောက်ခံဘောဖြစ်သောရန်အယက်စီအဟောင်းသုံးလုံးကိုလိုချင်၏မိသူများအကြံမရော နောက်ဆုံးထောင်မူရမ်းများရိတ်တာမှခိုးထုတ်ရန်အကြံရပြီးကာဗွန်နီရီကိုထောင်မူရမ်းများရိတ်တာ၌ထမင်းချက်ဖြင့်အလုပ်သွားလုပ်ခိုင်း၏တနေ့ရုံသုံးကောင်ကိုဝါရာတက်ချက်ကြီးကယူလာပြီးညစာအတွက်ချက်ခိုင်း၏ကာဗွန်နီရီကရုံသုံးကောင်ကိုခေါင်းဖြတ်အရေးဆုပ်၍ကျွန်တော်တို့စီခိုးပို့ပေးလိုက်ပြီးရုံနေရာတွင်ကြောင်သုံးကောင်ကိုရှာ၍တက်ပြီးအလွန်ရသာရှိအောင်ချက်ပေးလိုက်၏ထို့နောက်တွင်ဝါရာတက်ချက်ကြီးကထောင်ဆရာဝန်ကိုထမင်းစားဖိတ်ပြီးအထူးစားကြ၏ဟင်းကကောင်းလိုက်တာဆရာဝန်ကပြောလိုက်ဟုတ်တယ်တိတ်ကောင်းတယ်အခုထမင်းချက်အစ်ဟင်းချက်တိတ်ကောင်းတယ်ကော တက်တက်ကြီးကပြန်ပြောလိုက်ဒါပေမဲ့ကျွန်တော်တို့ခုစားနေကြတာယုံသားမဟုတ်ဘူးကြောင်သားဖြစ်ရမယ်ဒိဗေမရှိတာယုံပါဒေါက်တာရဲ့ကျွန်တော်ကိုယ်တိုင်ဖမ်းပြီးတက်ပြီးမှထမင်းချက်ကိုပေးလိုက်တာပဲအေးခင်ဗျားပေးတော့မပေးတာကျွန်တော်မသိဘူးခုစားနေကြတာတော့ကြောင်သားပဲဒီမှကြီးနန်ယိုးတွေကအပြားကြီးယုံနန်ယိုးဆိုရင်အကွေးလေးတွေဖြစ်ရမှာဝါရတက်တက်ကြီးမှာအလွန်ဒေါသကြီးလွယ်သောကော်စီကန်နယ်သားတို့ဖြစ်ကြောင်သားကိုအလွန်ယုံတတ်သူထိုကြောင့်ဝုံးနဲ့ထမင်းစပွဲမှထပြီးသူကားမှ၆လုံးပြုတ်ကိုထုတ်၍မိဖို့ရဲဝင်သွား၏ မင်းရုံသားတွေကိုစားပြီးပြီးကြောင်သားတွေချက်ပြီးတို့ကိုကျွေးတာမဟုတ်လားမဟုတ်ရပါဘူးဆရာကြီးရယ်ဆရာကြီးကိုဘယ်သူပြောတာလဲဝါရတချက်ကြီးမှာဒေါသများနဲ့မုံနေပြီးတကယ်တတ်တော်မီကိုကာဗွန်နရီကတိထို့ကြောင့်စိတ်ထဲကအလုံးလန်းနေဆရာဝန်ကိုယ်တိုင်ပြောတာကဆရာဝန်ကနောက်တာဖြစ်မှာပါဆရာကြီးရယ်ဟိုမှာကြည့်ပါအောင်ဆရာကြီးရဲ့ရုံသုံးဟောင်းစလုံးရဲ့ခေါင်းလေးတောင်ကျွန်တော်မပြရသေးဘူးမန်ဒီစင်နီတော်အနီး၌ယုံကောင်းများရှိနေကြသည်အလုံးကံကောင်းပါသည်ဝါရတက်ချက်ကြီးသူ့အနောက်ခံရခြင်းဖြစ်သည်ဟုယုံကြည်ပြီးပြန်လဲထွက်သွား၏ ကာဗွန်နီထိုအခါမှပင်တပြင်းချနိုင်၏နောက်တစ်ပတ်ကြာတွင် ထမင်းကျအလုံးမှချက်ချင်းပြန်ထွက်လိုက်၏ဖောက်လုံးရံအတွက်ပစ္စည်းပစ္စည်းအကုန်ဆုံးလေပြီယခုလအတွင်းထောင်ပိုင်ပုံမှုပါလုံးမှလည်းပြောင်းတော့မည်ဖြစ်ကျွန်တော်တနေ့တွင်သူများနှင့်သွားတွေ့ပါသည်ထောင်ပိုင်ကတော်ကြီးကျွန်တော်ကိုတခုအကူအညီပေးပါလားဘာဖြစ်လို့ရှင်းအတွက်ဆိုရင်ကျွန်မတခုမဟုတ်ဘူးဆယ်ခုလောက်အကူအညီပေးနေနေတာကျွန်မမပြောင်းဝင်ရှင်းကိုဘယ်လိုကျေးဇူးဆက်ရမလဲစဉ်းစားနေတာကျွန်မကိုကြည်စမ်းမပိန်သွားဘူးလားပိန်သွားပါတယ်ရှင်ကျွန်မကိုလေးချိန်ဘယ်လောက်ချလိုက်နိုင်နေတယ်ထင်တယ် ကျွန်တော်မမှန်းတဘူးခမပေါင်30တောင်ရှင်ပေါင်30ကြီးတောင်ဟာဝမ်းသာစရာကြီးဟုတ်တယ်ဒါကြောင့်ရှင့်ကိုကျေးဇူးတင်နေတာကဲဆူကျွန်မဘာကူညီရမလဲကျွန်တော်အိမ်မြောင်တစ်ခုလောက်လိုချင်တယ်တေးသေးနဲ့အမျိုးကောင်းတွေကထောင်ပန်ကြီးဇနီးတီရုတ်တရက်ကြောင်သွားဤအံဩသွားပုံရဤတို့တော့ဘာများကျွန်တော်ကိုပြန်မေးဖို့မထုတ်ပဲရှင်တော်နာကတန်ဖိုးမကြီးပြင်မဲ့ဒီကျုံးမမအင်မတန်ရှာရခက်ခဲမဲ့ပစ္စည်းပါစိတ်ကြပါကျွန်မရအောင်ရှာပြီးပြင်မယ် သူတို့ပြောရင်တပတ်အလိုထိထောင်ပိုင်းကြီးစနီးမရှာနိုင်သေးပါနောက်ဆုံးထောင်ပိုင်းကြီးမော်တော်ဖြင့်ကာရိုနီကျုံးကိုတူကူသွားဤလေးရကြပြီးနောက်ပြန်ရောက်လာဤကျွန်တော်တောင်းသည့်ပြစီပါလာပါသည်ထောင်ပိုင်းပုံမှုပါလော့ပြောင်းသွားပြီးသူနေရာတွင် ထောင်ပိုင်းအသေးအစားတယောက်ရောက်လာဤဘရူလက်ဆိုသူဖြစ်ဂျူနီရှာနိုင်ငံမှပြောင်းလာခြင်းဖြစ်ဤထောင်ပိုင်းအသက်မှာသူကိုသူအလွန်ပါနဲ့သူတာဝန်သိသူဖြစ်အလွန်ပြချင်နေသူဖြစ်ကျွန်တော်ရဲ့ရဲဘော်ကြီးဒီကကိုသူစရေကြီးရာထူးစက္ကန့်ပေးဤ ဒီကရာထူးဆက်ရရှိရေးမှာကျွန်တော်တို့ပတ်ဝန်းကျင်တွေအလုံးအရေးကြီးထောင်ပိုင်တက်ကထောင်ပိုင်ဟောင်းဤမူလအုပ်ချုပ်ပုံစနစ်တိုင်းဆက်အုပ်ချုပ်မြူအကျဉ်းသားအလုံးကိုတန်းစီခိုင်းပြီးမိန်ခွန်းချွေဤ